မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်ခြေစည်းကြီးွာအနီးမှာရှိတဲ့ MPD တပ်ဖွဲ့စခန်းကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်သားများကိုခုခံတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်က18ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့မနက်9:00နာရီကမှမြင်းညံမြို့နယ်ခြေစည်းကြီးွာအနီးမှာရှိတဲ့မြင်းညံ Black Tiger MPD တပ်ဖွဲ့ရဲ့စစ်ကြောင်းတုံးအခြေချရာတပ်စခန်းများကိုအကြမ်းဖက်စစ်တပ်ကအင်အား120ခန်းနဲ့စစ်ကြောင်းထုတ်လာပြီးတော့အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ MPD တပ်ဖွဲ့ဝင်များရဲ့ရဲရင်ပြတ်သားစွာတံပြန်ချေ င်မုံတိုက်ခိုက်မှုတိဆောက်ထားတဲ့ဘန်ကာခိုင်မာမှုတို့ကြောင့်အကြမ်းဖက်စစ်သားများနောက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါဗျ။ဒီစစ်ကြောင်းမှာကမြင်းကြံချင်းမြန်တိုင်ရင်ကဟာဒီပါတယ်ပြီးလို့ရှိရင်ရဲတွေတီရာယူမုံရဲ့ပြူစောထီတွေလည်းပါတယ်မနက်9နာရီလောက်မှာအလင်းငိုက်ဝင်ပြီးတော့တိုက်ခိုက်တာပေါ့သူတို့အထင်ကတော့လွယ်လွယ်နဲ့ရမယ်ထင်လို့လက်နက်အင်အားလူဝင်အားနဲ့အသာစီးနဲ့ကိုဝင်လာတာဒါပေမဲ့ကျွန်တော်တို့ဘက်က တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့စီရင်ကျွမ်းကျင်မှုတွေစီရင်အတွေ့အကြုံတွေနဲ့အမိတ်နာခံမှုအားကောင်းတာတွေကြောင့်ဒီကောင်တွေမနိုင်တော့ဘဲနဲ့နောက်ပြန်ဆုတ်သွားတယ်ခဏနာရီထိုးလောက်ကြတော့ညီနောင်မမိတ်တွေကအင်အားဖြည့်ပြီးတော့လာခုပေးတာအဲ့ဒီအချိန်မှာအင်အားကပိုတောင့်သွားတယ်လက်နက်တွေပိုပြီးတော့များလာတယ် အဲ့ဒီအချိန်မှာတံပြန်ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတဲ့အချိန်မှာဒီကောင်တွေပြန်ပြီးတော့ထွက်ပြေးသွားတာပေါ့အဲ့ဒီအချိန်မှာခြေသေးချောင်းထဲမှာအပိုင်ပြစ်ခတ်နေတဲ့အချိန်လေရင်ရယ် drone ရယ်ရောက်လာပြီးတော့ဝေဟင်ကနေပြစ်ကူပေးတဲ့အတွက်အနေငယ်ပြန်ဆုတ်ပေးခဲ့ရတာပါလို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောဆိုထားပါတယ်အခုလိုမျိုးပြန်ဆုတ်သွားပြီးတဲ့နောက်မှာမနက်9:00နာရီခန့်အချိန်မှာ MPD တပ်ဖွဲ့နဲ့မဟာမိတ်တပ်များဖြစ်တဲ့မြင်းကြံခရိုင်အမှတ်1နှစ်3ခွန်8တိုင်ရင်းများမြင်းကြံခရိုင်ပကဖစွန်ရဲပျောက်ကြားတပ်ဖွဲ့ရဲကောင်ပျောက်ကြားတပ်ဖွဲ့အမှတ်815တိုင်ရင်း PL ေတပ်ဖွဲ့များနဲ့တက်ကူများရောက်လာပြီးတော့ပူပေါင်းပြီးတံပြန်ထိုးစစ်ဆင်ခဲ့ရာခြေစေးချောင်းအတွင်းမှာအကြမ်းဖက်စစ်သားများကိုဝိုင်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်စစ်သားများအထိနာသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလေယာဉ်နှစ်စီး drone ၅စီးနဲ့လေကြောင်းကနေပြစ်ကူပေးပြီးတိုက်ခိုက်မှုတွေကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနည်းငယ်ပြန်လည်ဆုတ်ပေးရကာ ခုခံစစ်အနေအထားနဲ့စောင့်ဆိုင်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတေဆုံစစ်သား78ဦးအပါအဝင်ဒဏ်ရာရတဲ့စစ်သားများကို4ဝီကားတွေနဲ့တင်ဆောင်ကမြင်းကြံမြို့ကိုပြန်ဆုတ်သွားတယ်လို့သိရပါဗယ်နေကင်းတန်တားရီလောက်ကြတော့နေမြေရှင်းလေးအလုံးလုံပြီးသွားပါပြီလေရင်ရော drone ရောဝင်ဟင်ကနေပြီးတော့တိုက်ခိုက်နေလို့ပြန်ဆုတ်ပေးလိုက်ပြီးတော့ ဒုတိယခံစစ်ကနေထပ်ဆောင်တဲ့အချိန်မှာတက်မလာတော့ဘဲနဲ့ပြန်ဆုတ်သွားကြတာအဲဒါကြောင့်လက်နက်ခဲယမ်းတွေတော့မရခဲ့ပါဘူးကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့သံကောင်စီရင်ကောက်ယူမှုကိုပါဝင်ကူညီသူများအားလုံးကိုအရေးယူမယ်လို့ မိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖကတာဝန်ရှိသူတို့ကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့နယ်တိုက်နယ်သုံးအတွင်းမှာသကောင်စရင်ကောက်ယူရန်ကုညီပါဝင်တဲ့မြည်သူကိုမစိုးပြတ်သားစွာအေးအေးယူမှဖြစ်ကြောင်းစက်တဘာလ28ရက်နေ့မှာမိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပတ်ကဖကအတိပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအော်တိုဘာလ1ရက်နေ့ကစပြီးတော့အိမ်အောင်စုစရင်သကောင်စရင်များကိုကောက်ခံမယ်လို့ ထုတ်ပြန်ထားကြောင်းသိရပါဗါတယ်အဲ့ဒီကောက်ခံမှုကိုလူအားစိတ်အားနဲ့ပါဝင် အားပေးကူညီသူမှန်သာများကိုမိုးချိုးစစ်ကြောင်းကပြင်းထန်စွာအရေးယူမှာဖြစ်ကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်စစ်ကောင်စီရဲ့ထောက်တိုင်မှန်သာများကိုဖြိုဖျက်ဖို့စူးစမ်းခဲ့ကြပါတယ်လေးနှစ်တာခရီးလဲရောက်တန်တလောက်ရောက်ခဲ့ပြီးဒီအချိန်ကြမှာဒီလိုသကောင်စီရင်ကိစ္စကိုထပြီးကူညီရင်ဒီလူဟာတော်လိုင်းရေးတရက်လုံးကိုမထီမဲ့မြင်ပြုတယ်လို့ပဲမြင်ပါတယ်ပြင်းပြင်းထန်ထန်အရေးယူပါမယ် PDF တွေနိုင်ငံရေးအရာဆွေးနွေးပါလို့ခေါ်ပြီးတော့တော်လန်သူတွေကိုမျက်နှာမမူတဲ့ဒီထုတ်ပြန်မှုကိုလည်းလုံပြန်တယ် မိသားတစ်ဖက်ရေမုတ်တစ်ဖက်စိတ်ဓာတ်မျိုးနဲ့စစ်ကောင်စီအကြမ်းဖက်ထမ်းကိုတွားရောက်ပြီးတော့အားပေးကူညီပူးပေါင်းမယ်ဆိုရင်ဒါဟာလေးနှစ်တာခရီးရှည်ခရီးချမ်းကိုမနာတဲ့စူးစားအားထုတ်လာကြတဲ့တော်လန်လူလူကိုဇရွေးနဲ့ထွေးတဲ့လောက်ရမလို့အပြင်းထန်ရှုံချပါတယ်တိကျရရင်လည်းအေးအေးယူသွားပါမယ်စစ်ကောင်စီအတွန့်ရှိစေရန်ပြုတ်မှုတယ်မြည်သည့်အပြုတ်မှုကမှခွင့်ပြုမှာမဟုတ်ဘူးလို့ဗိုလ်ချုပ်စစ်ကြောင်းတိုက်နယ်သုံးပါးကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကလေးမြို့မှာစစ်ကောင်စီအုပ်စုကပြည်သူတွေစီကနေပြီးတော့ဖောက်ထွင်းခိုးယူလူရထားတဲ့စိုင်းကယ်တွေကိုရှော့ဈေးနဲ့ပြန်ရောင်းချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုလက်အောက်ခံရဲတွေဟာပြီးခဲ့တဲ့9လကျော်အတွင်းမှာကလေးမြို့နယ်ထဲကထုံမှာစက္ကန့်ပြည်တော်သား ပြင်းခုန်ကြီးပြင်းခုန်လေးနတ်ချောင်းစီးဆန်၃အိမ်စု၄အိမ်စု ရောက်ချုပ်ခွင်စတဲ့ခြေွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်စဉ်အတွင်းမှာနေအိမ်တွေကိုဖောက်ထွေးလူရက်ကစိုင်းကယ်တွေကိုကားနဲ့တင်ပြီးတော့ခိုးယူခဲ့ကြတယ်လို့ဆိုပါတယ်လက်ရှိမှာအဲ့ဒီခိုးရပါစိုင်းကယ်တွေကိုကာလာပေါက်ဈေးရဲ့ထပ်ဝက်အထိကိုရှော့ချပြီးတော့ရောင်းချနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်စိုင်းကယ်က125ပြအတိဆက်ဆက်လေးနှစ်ခါပဲစီးရသေးတယ် ထိုမာရွာတဲကိုဝင်လာတော့စစ်တပ်ကမယူသွားတာအဲ့ဒီနေ့ကအစည်းအိမ်၅စီးလောက်မသွားတယ်လို့စစ်ကောင်စီအုပ်စုလက်အောက်ခံရဲတွေခိုးယူသွားတာခံရမှုတယ်ထိုမာကျေးရွာကစိုက်ကဲပိုင်ရှင်တအုပ်ကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုလက်အောက်ခံရဲတွေရှော့ဈေးနဲ့ပြန်ရောင်းချနေတဲ့စိုက်ကဲတွေထဲမှာ125စိုက်ကဲစူပါကတ်ကမ်ဘိုစကိုဖီစတဲ့စိုက်ကဲအမျိုးအစားအစည်းအိမ်တရာကျော်ပါဝင်တယ်လို့ဆိုပါတယ်စစ်တောင်းထိုးပြီးတော့မြို့ကိုပြန်ရင်စိုက်ကဲတွေကိုကားနဲ့လာတိုက်သွားတာမြို့ပေါ်ကိုတည်သွားတာပဲ ဲ့ဒါကကျွန်တော်တို့တရွာတဲတော့မဟုတ်ဘူးဗျမြောက်ပိုင်းလဲဒီလိုပဲပြည်တော်သားတို့ပြင်းခုန်ကြီးတို့ဆိုအစည်းအအများကြီးပါသွားတာလို့ စစ်ကောင်စီအုပ်စုလက်အောက်ခံရဲတွေစစ်တောင်းထိုးပြီးတော့စိုင်းကယ်တွေခိုးယူတဲဆောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကိုမာချေးရွာကဒေသခံတို့ကပြောပြထားပါတယ်စစ်ကောင်စီအုပ်စုစစ်တောင်းထိုးရင်းနဲ့ခိုးယူရရှိခဲ့တဲ့စိုင်းကယ်တွေကိုကလေးမျိုးနဲ့ရဲစခန်းကလေးခရိုင်ရဲစခန်းတာဟန်းရဲစခန်းတွေမှာထိမ့်သိမ်းထားတာဖြစ်ပြီးတော့ခိုးရပါစိုင်းကယ်တွေကိုမြို့ထဲမှာလုံခြုံရေးအတွက်ကင်းပတ်ရမှာရဲတွေကအသုံးပြုသလိုစိုင်းကယ်ပွဲစားတွေနဲ့စိုင်းကယ်ဝယ်ယူလိုတဲ့သူတွေကိုစက်တမ်ဘာလ28ရက်နေ့မှာတာဟန်းရဲစခန်းကနေပြီးတော့ရှော့စည်းတွေနဲ့ရောင်းချပေးနေတာဖြစ်တယ်လို့ ကလေးမျိုးကဆိုင်ကယ်ပွဲစားတဦးကပြောပါတယ်ဆိုင်ကယ်တွေကအမျိုးအစားအလိုက်ဈေးတွေကအမျိုးမျိုးပဲဗျဥပမာ125ဆိုပါစို့အပြင်မှာပေါင်ဈေးကအစ်စ်က25သိန်းဆိုရင်တာဟန်ရဲဆက်ခန့်ကတော့အချိုချောင်နဲ့ရတယ်9သိန်းလောက်နဲ့ကိုရတယ်အစ်စ်တွေဆိုရင်လည်းဈေးကတော်တော်ကိုချိုးတာအပြင်ထက်တဝက်လောက်တက်တာတယ်လို့အဲ့ဒီဆိုင်ကယ်ပွဲစားကပြောဆိုထားပါတယ်ဒါအပြင်တပ်ဆိုင်ရာရဲဆက်ခန့်ကအရာရှိကြီးတွေကိုလက်ထိုးလိုက်ပါကအလကားနီးပါးလောက်ကိုတက်တာတဲ့ဈေးနှုန်းနဲ့ရနိုင်တယ်လို့ဆိုပါတယ်ဆရာကြီးတွေကိုနည်းနည်းခါလိုက်ရင်ဈေးကတော်တော်ချိုးချိုးကိုရတာဗျ ဲ့ဒါပြန်ဝယ်ကြတာကမြို့ပေါ်ကဆိုင်ကယ်ဆိုင်တွေလဲပါတယ်သူတို့ကပွဲစားတွေနဲ့ဒိုင်းရှိုးဝယ်တာနာမည်အတိမခံဘူးအစည်းရေအများကြီးပဲဗျအယောင်းဝယ်တွေဖြစ်နေကြတာလို့ဆိုင်ကယ်ပွဲစားသူကပြောပါတယ်လက်ရှိစစ်ကောင်စီအုပ်စုလက်အောက်ခံရဲတွေရှော်စည်းနဲ့ရောင်းချနေတဲ့ဆိုင်ကယ်တွေဟာမူလပိုင်ရှင်အမိပေါက်ပိုင်ဆိုင်မှုတွေပါဝင်ပေမဲ့ရဲတွေကတော့ဆိုင်ကယ်တွေကိုသူတို့ပိုင်ဆိုင်နေဆိုပြီးတော့ရောင်းချနေတယ်လို့ပြောပါတယ်ဆိုင်ကယ်တွေကနာမည်ပေါက်တွေပါတယ်ဗျဥပမာဘဲသူဘဲဝါနေရက်လိပ်စာတောင်ပါသေးတယ်ဆိုင်ကယ်တွေကိုရဲတွေကသူတို့ပိုင်တယ်လို့ပြောတယ်ဗျ ဒါပေမဲ့နာမည်တွေကတော့သူတို့နာမည်ပေါက်တွေမဟုတ်ဘူးလို့အဲ့ဒီဆိုင်ကယ်ပွဲစားကပြောပါတယ် ကလေးမြို့မှာမြို့ပေါ်ရက်ကွက်20ကျော်နဲ့ကြေးရွာအုပ်စု60ကျော်ရှိပြီးတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီအုပ်စုစစ်ကြောင်းထုတ်ဝင်ရောက်တဲ့အချိန်တွင်းမှာကြေးရွာ30ကျော်ကဖျားချောင်းစာတင်ချောင်းဇပကြီးအပါဝင်အဆောက်ဦး9000ကျော်မိရှုဖြက်စီးခံခဲ့ရတယ်လို့တမ်မိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေအပါဝင်ဆိုင်ကယ်ကားပစ္စည်းနေအိမ်တွေကိုစစ်ကောင်စီအုပ်စုနဲ့ရဲတပ်ဖွဲ့ဝင်တွေကဖောက်ထွင်းခိုးယူသွားလိမ့်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်အလားတူပဲကလေးမြို့ပေါ်မှာလည်းဆိုင်ကယ်တွေမကြာခဏပျောက်ဆုံးလိမ့်ရှိပြီးတော့စက်တင်ဘာလ24ရက်နေ့ကတာဟန်ရ က်ကွက်နေတခုမှရှိတဲ့စိုင်းကယ်၃စီးပျောက်ဆုံးခဲ့သလိုစက်တမလ20ရက်နေ့ကလည်းစံပြရက်ကွက်မှရှိတဲ့နေအိမ်တခုမှရှိတဲ့စိုင်းကယ်၂စီးလမ်းမဘေးမှရပ်ထားတဲ့အချိန်မှာပျောက်ဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်စိုင်းကယ်ကတော့နေလဲပျောက်တယ်ညာလဲပျောက်တယ်တခိုးတွေကလည်းပေါ်လာတယ်ညာကင်းကတော့ဘယ်သူမှအပြင်မထွက်ရဲကြဘူးညာအပြင်ထွက်ရဲတဲ့သူကတော့ရဲနဲ့စစ်သားပြူစောတိတွေပဲထွက်တယ်ညာဘက်ထွက်ရင်စစ်တပ်ကတနက်နဲ့ပြစ်တယ် သေသွားရင်လည်းဆိုင်ငယ်ကိုကားနဲ့လာယူသွားသေးတာစေးရုံနားမှာဆိုခဏခဏပြစ်ခံရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမျိုးနဲ့တိရိမွန်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေပြီးတော့ငါးချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့မှာမွန်လွဲ2နာရီ30မိနစ်32မိနစ်35မိနစ်နဲ့48မိနစ်တို့မှာကံဘလူမျိုးနဲ့အရှိချမ်းမှာရှိတဲ့တိရိမွန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ကံဘလူ633 6တိုက်ရင်းကတက်လာတဲ့ ့ MI35 ရဟတ်ယာဉ်နဲ့လေးချောင်းတိုက်ခတ်မှု9ချိန်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလေးချောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချမ်းဘတ်စစ်တပ်ကအချောင်းမဲ့တပ်တပ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကမ်ဘလူနဲ့အရှိချမ်းတီရီမွန်ရွာကိုကမ်ဘလူ63936ကတက်လာတဲ့ MI35 တိုက်ခတ်ရေးရဟတ်ယာဉ်နဲ့အချောင်းမဲ့ကိုပြစ်ခတ်သွားတာပါ။ထိခိုက်မှုကတော့မကြားရသေးပါဘူး။ဘာတိုက်ပွဲမှမရှိပါဘူး။အချောင်းမဲ့ပြစ်သွားတာလို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာအလဲကျမိပေးစနစ်ကိုတစ်ချိန်ထပ်တိုးမှဖြစ်ပြီးတော့မနက်9နာရီအစိုင်းကိုထပ်တိုးခြင်းဖြစ်တဲ့အတွက်အစင်မပြေမှုများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာရှိတဲ့ခရိုင်၄ခုမှာရခင်ကမနက်9နာရီကနေစတင်ပြီးတော့၄နာရီကြားတစ်ချိန်အလဲကျမိပေးစနစ်နဲ့မိပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာမိပေးမှုကိုမနက်9နာရီကစတင်မှဖြစ်တယ်လို့သိရပါတယ်မနက်9ကိုပြတ်တာကတအားဒုက္ခရောက်တာနော် အလုပ်တွေများလို့နောက်ကြမှအိတ်တဲ့နေ့ဆိုရင်အိတ်နေရင်းနဲ့မနက်အစောကြီးထပြတော့ဘလို့မှအေးရင်မဝတော့ဘူးအေးရင်မဝတော့တနေ့ကုန်ခေါင်းကမကြီး productivity တွေပါကျကုန်ရောနှွေးတော်မရောက်သေးဘူးဘဝတွေကပြက်နေတာအဲ့လောက်ဖြတ်လဲမီတာကားကမလျှော့ဘူးဘလို့ကောင်းအောင်စီမံခန့်ခွဲမယ်မစင်စားဘူးဒါလောက်ပဲတတ်တဲ့ဟာတွေအောက်လည်းမစင်ပေးခြင်းဘူးအပေါ်ကိုလည်းမတတ်နိုင်ဘူးလို့ရန်ကုန်မြို့နေပြည်သူတို့ကပြောဆိုထားပါတယ် မနက်9နာရီအစိုင်းမီးဖြတ်ခြင်းဟာတရက်စာထမင်းဟင်ချက်ပြုတ်ရတဲ့အိမ်ရှင်မာများအတွက်အဆင်မပြေမှုတွေများကြောင်းအမျိုးသမီးတချို့ကပြောဆိုထားပါတယ်ခရိုင်လေးခုတည်းကအနောက်ပိုင်းခရိုင်တစ်ခုတည်းသာတရက်ကို3ဆိုင်မီးပြတ်ခြင်းဖြစ်ပြီးတော့ကျန်တဲ့ခရိုင်3ခုကတော့4ဆိုင်ခွဲပြီးတော့မီးပြတ်မှာဖြစ်တယ်လို့သိရပါတယ်အလဲကျဆိုတာကမြင်ကောင်းအောင်သာပြောတာပါသူတို့ထုတ်ပြန်ချက်ထဲမှာအဲ့ဒီလိုတိတိကျကျမီးပေးမီးဖြတ်တယ်ဆိုတာမရှိခဲ့ပါဘူး။ကြီးညာချက်တာထုတ်ခဲ့တာ လာချိန်ပြည့်ဝစွာမပေးနိုင်ပြက်ချိန်ပိုပြက်မယ်လို့ရေးလို့မကောင်းလို့ဆိုတာသိပါတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီလက်အောက်ခံလျှက်စစ်ဝန်ကြီးဌာနဟာစက်တင်ဘာလကစတင်ပြီးတော့မီတာကားများကိုတုံးမြင့်ကောက်ခံလျက်ရှိတယ်လို့သိရပါတယ်ရခင်ကဒီချုပ်အစိုးရလက်ထက်မှာလျှက်စစ်မီးကိုပုံမှန်ပေးနိုင်ခဲ့တဲ့အပြင်ပြည်သူများကိုမီတာကားများကင်းလွတ်ခွင့်များလည်းပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။